အားလုံးပဲမင်္ဂလာပါအခုတစ်ခေါက်ပြောပြပေးမှာကအမေရိကန်နဲ့အာရခတ်တော် AA တို့ကြားကဆက်နွယ်မှုအကြောင်းပါလက်ရှိမြန်မာနိုင်ငံမှာဖြစ်ပျက်နေတဲ့နိုင်ငံရေးအခြေအနေတွေနဲ့အမေရိကန်ရဲ့အခမ်းကဏ္ဍကိုပြောပြသွားမှာဖြစ်ပါတယ်အထူးသဖြင့်ရခိုင်ပြည်နယ်မှာတိုက်ပွဲဝင်နေတဲ့အာရခတ်တော်ကိုအမေရိကန်ကထောက်ပံ့မှုတွေပေးတော့မှာလားဆိုတဲ့အကြောင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်မကြသေးမီကအမေရိကန်နိုင်ငံသားရေးဝန်ကြီးဌာနမှာ အထက်တန်းအရာရှိကြီးနှစ်ဦးဖြစ်သောတောင်နှင့်အလဲအာရှရေးရလက်ထောက်နိုင်ငံခြားရေးဝန်ကြီး Miss Nico Chulin နဲ့အရှေ့အာရှနဲ့ပစိဖိတ်ရေးရလက်ထောက်နိုင်ငံခြားရေးဝန်ကြီး Andrew Harrod တို့ဘင်္ဂလားဒေ့ရှ်နိုင်ငံမြို့တော်တကားသို့ရောက်ရှိလာကြပါတယ်။သူတို့နဲ့အတူရန်ကုန်မြို့ရှိ American တန်ယုံယာယီတာဝန်ခံ Miss Susan Stevenson လည်းလိုက်ပါလာတာကို တွေ့ရပါတယ်။တရားဝင်အရာဒီခီးစဉ်ဟာ ဘင်္ဂလားဒေ့ရှ်ရဲ့ဒီမိုကရေစီအသွင်ကူးပြောင်းရေးကာလလုပ်ငန်းစဉ်များဆွေးနွေးဖို့လို့ဆိုပါတယ်။ဒါအပြင်အင်ဒရူးဟာရက်ကရိုဟင်ဂျာပြည်ထနာနဲ့လက်ရှိမြန်မာနိုင်ငံအခြေအနေများကိုရှုထောင့်ပေါင်းစုံမှအဓိကထားဆွေးနွေးသွားမယ်လို့သတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။သို့တော့တကယ့်ရည်ရွယ်ချက်ကတော့တခြားဖြစ်နိုင်ပါတယ်။ယူရီရှားရီဗျူးအွန်လိုင်းစာဆောင်မှာရခင် BBC နဲ့လိုက်တာသတင်းထောက်ဟောင်းဆူဘီယာဘုံမီရဲ့ပြောဆိုချက်အရာ အဓိကရည်ရွယ်ချက်ကမြန်မာစစ်တပ်ကို အပြီးအပိုင်ချေမှုန်းနိုင်ရေးတရားစီရင်ရခိုင်နဲ့ချင်းပြည်နယ်ရှိတော်လန်ရေးတပ်များအတွက်ထောက်ပို့လမ်းကြောင်းတစ်ခုဖွင့်လှစ်ရေးလို့ဆိုပါတယ်ဒီကိစ္စကိုစုံစမ်းဖို့အတွက်မကြသေးမီက အမေရိကန်ပစိဖိတ်စစ်ဌာနချုပ်မှဒုတိယအကြီးအကဲဒုတိယဗိုလ်ချုပ်ကြီး JB ဘိုးဝဲဟာဘင်္ဂလားဒေ့ရှ်မြို့တော်တကားကိုလာရောက်ခဲ့ပြီးဖြစ်ပါတယ်ဘင်္ဂလားဒေ့ရှ်စစ်တပ်ကလည်းထောက်ပံ့ရေးပစ္စည်းတွေထားရှိဖို့ နတ်မြစ်ဝအနီးကစစ်ခါလီဒေတာကိုရွေးချယ်ပေးထားပြီးဖြစ်ပါတယ်။ဒါအပြင်ကောက်ကစားလေစိတ်ကိုလည်းထပ်မံတိုးချဲ့ပြီးတူရကီလုတ် drone တွေအခြေစိုက်လှုပ်ရှားနိုင်တဲ့စခန်းတစ်ခုအဖြစ် အသုံးပြုသွားမှာဖြစ်ပါတယ်။ဒါဟာတော်လန်ရေးအဖွဲ့တွေကိုလက်နက်ရိတ်ခါနဲ့စေဝါတွေပံ့ပိုးပေးဖို့ထောက်ဖို့လမ်းကြောင်းဖြစ်အသုံးပြုသွားမယ်လို့ဆိုပါတယ်။ဒါဟာကြောက်ဖြူမှာတရုတ်ကျေးစားလုံခြုံရေးတပ်တွေ ပေါ်ပေါ်ထင်ထင်ဝင်ရောက်လာတာကိုအကြောင်းပြုပြီးအမေရိကန်ကလည်းဘာမှအဥပဒေအရခုလိုတိုးချဲ့လှုပ်ဆောင်လာတယ်လို့ထင်ပါတယ်။ကောက်ကစားလေယာဉ်ပွင့်ကို drone နဲ့ထောက်ပံ့ရေးတွေအသုံးပြုဖို့ဖွင့်ပေးထားမှာဖြစ်ပြီးဒီထောက်ကူလုပ်ငန်းတွေကိုလည်းဘင်္ဂလားဒေ့ရှ်တိုင်းစစ်ဌာနသုံးခုကကူညီဆောင်ရွက်သွားမယ်လို့ဆိုပါတယ်။အခုဆိုလျင်မြန်မာပြည်မြောက်ပိုင်းမှာ ကချင်လွတ်လပ်ရေးတပ်မတော်ဟာနေမြေအများအပြားတည်ယူနိုင်ခဲ့တယ်လို့ တန်ဝါနဲ့ချီဖွေမှာရှိတဲ့မြေရှားတပ်တုတွင်းတွေကိုလည်းထိန်းချုပ်လာနိုင်ခဲ့ပါပြီ။ချင်းတော်လန်ရေးတပ်ဖွဲ့တွေကလည်းဖလန်းမြို့ကိုသိမ်းယူနိုင်ခဲ့ကြပြီ။အိန္ဒိယဘက်ကညီမျိုးရေးတိစောက်ဖို့ဆစ်ဆက်ပေးခဲ့တဲ့အတွက်အောင်ပွဲတွေထက်တလဲလဲရနေကြပါတယ်။ဆိုရလျင်ရခိုင်နဲ့ချင်းဒေသတွေမှာလက်ရှိတော်လန်ရေးအဖွဲ့တွေကအပြေအဝထိန်းချုပ်ပြီးစကိုင်းတိုင်းမြောက်ပိုင်းဒေသတွေဟာလည်း UNG တပ်ဖွဲ့တွေရဲ့လက်ထဲရောက်သွားခဲ့ရင်ကချင်ပြည်နယ်နဲ့ချိတ်ဆက်တာ အနောက်မြောက်စင်ကြံပင်လယ်ထွက်ပေါက်အဖြစ်ရသွားမှာဖြစ်ပါတယ်။ဒီအခါကချင်ကမြေရှားတပ်တုတွေကိုဘင်္ဂလားဒေ့ရှ်သို့တဲပို့သွားမဲ့သဘောလားလို့ဆက်ဆက်စဉ်းစားเสียရှိပါတယ်။လက်ရှိဘင်္ဂလားဒေ့ရှ်ရဲ့အိမ်ဆောင်ဆိုရခေါင်းဆောင်နိုဘယ်ဆုရှင်မိုဟာမက်ယူနုစ်ဟာအမေရိကန်ရဲ့ကျေးဇူးတော်ကြောင့်အာဏာအကူအပြောင်းဖြစ်လာခဲ့တာလည်းဖြစ်ပါတယ်။ယူနုစ်အတွက်လည်းအခုကိစ္စကရွေးကောက်ပွဲချက်ချင်းမလုပ်ခဲနဲ့ အာနာဆက်လက်ကင်ထားခွင့်ရမယ်အခွင့်အရေးတရက်ဖြစ်တယ်လို့ရိုဟင်ဂျာဒုက္ခတွေတတန်းကျော်ကိုပြန်ပို့နိုင်မယ့်အကြောင်းလည်းဖြစ်လာနိုင်ပါတယ်။သို့တော့တစ်ဖက်မှာလည်းဘင်္ဂလားဒေ့ရှ်အစိုးရအနေနဲ့စိုးရိမ်စရာတွေလည်းရှိနေပါတယ်။မြန်မာပြည်တနာတွေဆွဲသွင်းခံရနိုင်ပြီးတရုတ်ကလည်းဒေါသထွက်လာကရင်းနှီးမြှုပ်နှံမှုတွေဆုံးရှုံးနိုင်ခြင်းပါ။ဒီအတွက်တရားဝင်ရတော့ယခုတရင်ကိုညှင်းဆို့ကြလိမ့်မယ်လို့ယူဆရပါတယ်။ တရုတ်အနေနဲ့မြန်မာနိုင်ငံမှာ၎င်းတို့ရဲ့လွှမ်းမိုးမှုနဲ့အကျိုးစီးပွားကိုထိမ့်သိမ်းဖို့ကြိုးပမ်းနေပါတယ်။ထို့သောအာနာတိန်စစ်တပ်ရဲ့ညံဖျင်းလာတဲ့အရေးတွေးကြောင့်စိတ်ပြက်လာနေပြီးလာရှိုးကဲ့သို့ဆုံရှုံသွားတဲ့နေမျိုးတွေကိုပြန်ရအောင်စ조사နေရတာကိုလည်းစိတ်ပြက်လာနေပါတယ်။အခုလက်ရှိရခိုင်ဒေသမှာအမျိုးသားရေးစိတ်သက်ပြင်းထန်တဲ့အေးအေးတပ်ဖွဲ့ကိုမထိန်နိုင်ဖြစ်လာနေတာတရုတ်အနေနဲ့မြန်မာပြည်ထဲက ၎င်းတို့ရဲ့ယင်းနှိမ့်နှံ့မှုတွေဆုံးရှုံးသွားမှာကိုစိုးရိမ်လာနေပါပြီ။ကိုကန့်တက် MNDAA လာရှိုးကနေစုတ်ခွာခိုင်းခဲ့တယ်လို့အခြားဖေးယူတွေလည်းလုံနေရပါတယ်။ဆိုရရင်တရုတ်ဖို့မင်းအောင်လှိုင်ဟာ ဆိုဗီယက်ရဲ့နဂျီဘူလာလို့အမေရိကန်ရဲ့အာရှကာနီလို့ဖြစ်လာနေပြီ။မြုပ်လူမြုပ်ခင်တင်မောတစည်းလို့ဖြစ်နေပြီလို့ဆိုရမှာပါ။တခြားတစ်ဖက်မှာလည်းဒေါ်နယ်ထရပ်အစိုးရက တရုတ်အပေါ်တွင်းကုံခွန်245ရာဂိုင်လုံးအထိတိုးမြင့်လာတာကြောင့်တရုတ်အနေနဲ့ဖိအားများပို၍များလာနေပါတယ်။ဒါဟာတရုတ်ကိုအခြားလမ်းကြောင်းတစ်ခုကနေထိမ့်ချုပ်ဖို့စစ်မျက်နှာတစ်တခုဖွင့်လာခြင်းလည်းဖြစ်နိုင်ပါတယ်။ဒီအတော်အတွင်းမင်းအောင်လှိုင်နဲ့တွေ့ဆုံပြီးခြင်းမှာပဲမလေးရှားဝန်ကြီးချုပ်အန်နဝါအီဘရာဟင်ကအမျိုးသားညီညွတ်ရေးအစိုးရကိုယ်စားလှယ်တွေနဲ့ယနေ့နေ့ပိုင်းမှာတွေ့ဆုံခဲ့တာကြောင့် စစ်ကောင်စီပုံမှုခက်ခဲလာနိုင်ပါတယ်။အချုပ်ဆိုရရင် အမေရိကန်ကအာရခတ်တတော် AA အပါဝင်မြန်မာနိုင်ငံရှိတော်လှန်ရေးတပ်ဖွဲ့တွေကိုထောက်ပံ့မှုကြိုးပမ်းနေတာမြင်တွေ့နိုင်ပါတယ်။ဒီထောက်ပံ့မှုတွေတကယ်ဖြစ်လာရင်မြန်မာနိုင်ငံရဲ့လက်ရှိအခြေအနေဟာယခုထက်ပိုမိုပြောင်းလဲလာနိုင်ကြောင်းတင်ဆက်လိုက်ရပါတယ်။